ဝန်ထမ်းတွေကိုစိတ်ဒုက္ခပေးတယ်အထက်လူကြီးများရဲ့ဇယိုင်းခွနမျိုးမင်္ဂလာပါဒီနေ့မှာတော့ဝန်ထမ်းတွေကိုစိတ်ဒုက္ခပေးနေတဲ့အထက်လူကြီးဇယိုင်းခွနမျိုးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဝန်ထမ်းလောကဆိုတာကတော့မိတ်ဆွေတို့အားလုံးနဲ့လည်းမစိမ့်တာဖြစ်တယ်လို့ကိုယ်တိုင်ကလည်းဝန်ထမ်းတစ်ယောက်လားဒါမှမဟုတ်အထက်လူကြီးတစ်ယောက်လားကိုယ်တိုင်ကဝန်ထမ်းတယောက်ဖြစ်နေမယ်ဆိုရင်တော့ဒီလိုဇယိုင်းလက္ခဏာရှိတဲ့အထက်လူကြီးတွေနဲ့စုံမှုကြပါသလား ကိုရိုင်းကအထက်လူကြီးတယောက်ဖြစ်နေရောဒီလိုအချက်ခုနှစ်ချက်နဲ့ကိုက်ငင်းနေတဲ့အထက်လူကြီးတယောက်လားဆိုတာကိုစမ်းစစ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ငွေရန်တွေကိုစိတ်ဒုက္ခပေးနေတဲ့အချက်လူကြီးတွေရဲ့ဇယိုက်ခုနှစ်မျိုးဟာဘာတွေလဲဆိုတာကိုတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့။ငွေရန်တွေကိုစိတ်ဒုက္ခပေးနေတဲ့အချက်လူကြီးတွေရဲ့ဇယိုက်ခုနှစ်မျိုးကတော့နံပါတ်1အထက်စီးစံလွန်ခြင်း ကိုလန်းအောက်ကဝန်ထမ်းကိုနှိမ်၍ဆက်ဆံပြီးတော့မောက်မာလုံးရင်လည်းဝန်ထမ်းတွေတိမ်ငယ်သွားတတ်ပါတယ်ဒါကြောင့်မလို့ကိုရိုင်းကအထက်လူကြီးတယောက်ဖြစ်မယ်ဆိုရင်တော့အထက်စီးစံလုံးချင်းကိုသတိပြုဖို့အတွက်လိုအပ်ပါမယ်။နံပါတ်2ခွဲခွဲခြားခြားဆက်ဆံခြင်းကိုသဘောကျတဲ့သူကိုမျက်နှာသာပေးသလောက်ကိုသဘောမကျဘူးအမြင်မကြည့်ဘူးဆိုရင်တော့ဂယုမဆိုင်တတ်တာကြောင့်လေဝေရန်တွေက အလောက်ကို အလေးမထားတော့ပါဘူး။ ဒီလိုခွဲခွဲခြားခြားဆက်ဆံခြင်းဟာတဖက်ဝန်ထမ်းတွေအဖို့လဲတိမ်ငယ်စိတ်အားငယ်စိတ်တွေဖြစ်ပေါ်လာတတ်တာမလို့မိမိကိုယ်တိုင်ကအထက်လူကြီးတယောက်ဖြစ်နေမယ်ဆိုရင်တော့ခွဲခွဲခြားခြားဆက်ဆံခြင်းမပြုဖို့အတွက်လိုအပ်မှာပဲဖြစ်ပါတယ်။နံပါတ်3ခံစားချက်အတိုင်းအုပ်ချုပ်ခြင်းကိုမှာပဲဒေါသတွေရှိနေတာမျိုးမဟုတ်ပါဘူး။ အစင်မပြေတဲ့အချိန်မှာဝန်ထမ်းတွေကိုမဲပြီးတော့ဟောက်တာစူရာမျိုးတွေကြောင့်လည်းဝန်ထမ်းတွေစိတ်ပြတ်ရပါတယ်မိမိရဲ့အလုံးနဲ့ကိုရီးကိုရာစိတ်ခံစားချက်တွေကိုခွဲခြားအုပ်ချုပ်နိုင်ရပါမယ်ဒီလိုမျိုးမိမိရဲ့ကိုရီးကိုရာဒေါသတွေမထိန်းချုပ်နိုင်ဘူးဆိုရင်တော့လုပ်ငန်းဝင်ဟာပျော်စရာမကောင်းတော့ဘဲနဲ့ မိမိရဲ့ဝန်ထမ်းလက်အောက်ငယ်သားတွေလည်းစိတ်ပြည့်ရတာမျိုးတွေနဲ့ကြုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်3အချက်ဖြစ်တဲ့ခံစားချက်တိုင်းအုပ်ချုပ်ခြင်းအချက်ဟာလေဝန်ထမ်းတွေကိုစိတ်ဒုက္ခပေးတဲ့အချက်လူကြီးတွေရဲ့ဇယိုက်ထဲမှာတစ်ခုအပါဝင်ပဲဖြစ်ပါတယ်နံပါတ်4ပုံကြီးချဲ့လွန်ခြင်းအပြစ်သေးသေးလေးကိုချဲချဲကားကားပြောတာမျိုးတွေနဲ့အသေးစိတ်ကအစတခုချင်းပြောနေတာတွေကြောင့်လေဝန်ထမ်းတွေစိတ်ညစ်နိုင်ပါတယ် တိတိကျကျလောက်တာနဲ့ပုံကြီးချဲ့တာစည်းစားကြောင်းတာတွေဟာ မတူပါဘူးဒါကြောင့်မလို့ဒီလိုသေးသေးဖွဲ့ဖွဲ့ကိစ္စလေးတွေမှာအစပြောနေမယ်ဆိုရင်တော့ဝန်ထမ်းတွေဟာစိတ်ညစ်သွားနိုင်တာကြောင့်မလို့လုပ်ငန်းဝင်မှလည်းအစင်မပြေမှုတွေမပြောင်းရွှင်မှုတွေနဲ့အောင်မြင်ထိုးထက်တဲ့လုပ်ငန်းဝင်တခုဖြစ်လာမှာမဟုတ်လို့ဝန်ထမ်းတွေကိုစိတ်ဒုက္ခပေးနိုင်တဲ့အထက်လူကြီးတွေရဲ့ဇယိုက်ခုနှစ်မျိုးမှလည်းပုံကြီးချေလွန်ခြင်းဟာပါဝင်တာပဲဖြစ်ပါတယ်။နံပါတ်5 အရေးမကြီးပဲအစည်းအဝေးခဏခဏခေါ်ခြင်းအစည်းအဝေးဆိုတာကိုဝန်ထမ်းတွေကအရေးတကြီးအတိပေးစရာဒါမှမဟုတ်ဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အခါတွေမှာ ခေါ်ယူရဲလို့သာနားလည်ထားကြပါတယ်အစည်းအဝေးတစ်ခုဟာအလေးထားရမယ့်အရာလို့နားလည်ထားတဲ့အလျောက်အရင်မပါတဲ့အစည်းအဝေးတွေခဏခဏခေါ်လွန်းလာကြောင်းလည်းဝန်ထမ်းတွေကအလုပ်အပေါ်ညှင်းငွေလာတတ်ပါတယ်နံပါတ်6အသေးအမှတ်မပြူခြင်း အပြစ်တွေထွက်ပဲလက်ညှိုးထိုးပြစ်တင်နေပြီမယ်။အောင်မြင်မှုတွေစူးစမ်းပေးနေသူတွေအတွက်ကတော့ဘလို့မှတုံ့ပြန်မှုမှမလာဘူးဆိုရင်တော့အလုံးအပေါ်စိတ်အားထက်သန်မှုတွေဟာတပြေးပြေးနဲ့ပျောက်ဆုံးသွားရပါတယ်။မိမိလက်အောင်ငယ်သောဝန်ထမ်းတွေရဲ့စွမ်းဆောင်နိုင်မှုလေးတွေကိုအသေးဖွဲလေးတွေကအစအသီးမှတ်မပြုတ်ချင်းမှုမှုမရှိဘဲနဲ့အပြစ်တွေပဲတင်အမြဲပါလက်ညှိုးထိုးနေမယ်ဆိုရင်တော့ဝန်ထမ်းတွေဟာမိမိရဲ့အလုပ်ပေါ်မှာ စိတ်အားထက်သန်မှုတွေကတပြေးပြေးနဲ့ပျောက်ဆုံးသွားတတ်ပါတယ်။ဒီလိုမျိုးဖြစ်သွားတာနဲ့တပြိုင်နက်တည်းမိတ်ဆွေတွေရဲ့လုပ်ငန်းဝင်မိတ်ဆွေတွေရဲ့ team တွေကလည်းတပြေးပြေးနဲ့အားတွေလျော့ပြီးတော့လိုအပ်သလောက်ထိရောက်ပေါင်းမြောင်အောင်မြင်နိုင်မှာမဟုတ်ပါဘူး။နံပါတ်9တီးကြမှုမရှိခြင်းတခုခုဆိုရင်မပြမသားနဲ့ဟိုလိုဒီလိုလုပ်နေတဲ့အချက်လူကြီးကြောင့်ပဲလုပ်ငန်းဝင်တွေကဝင်နှန်းကောင်းတွေဟာဆုံးရှုံးသွားနိုင်ပါတယ်။ ဂရိတွေပြီးပြီးတော့မှဂရိမတီတာတွေပြောထားတဲ့အတိုင်းလုပ်မပြီးဘူးဆိုရင်တော့ဝန်ထမ်းတွေကပျော်ရွှင်ရတော့မှာမဟုတ်ပါဘူးဒီလိုဝန်ထမ်းတွေမပျော်ရွှင်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လုပ်ငန်းတွေဟာလည်းအောင်မြင်မှာမဟုတ်တော့ပါဘူးလို့ပြောကြရင်ねဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရက်နာမှာပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကတော့ဝန်ထမ်းတွေကိုစိတ်ဒုက္ခပေးတဲ့အထက်လူကြီးတွေရဲ့ဇယိုက်လက္ခဏာ9မျိုးပဲဖြစ်ပါတယ် မိမိကိုယ်တိုင်ကဝန်ထမ်းတယောက်ဖြစ်မယ်ဆိုရင်တော့ဒီလိုအထက်လူကြီးတွေနဲ့ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဒါမှမဟုတ်မိတ်ဆွေဟာအထက်လူကြီးတယောက်ဝန်ထမ်းများစွာကိုအုပ်ချုပ်နေရတဲ့လူကြီးတယောက်ဖြစ်မယ်ဆိုရင်တော့မိမိကိုမိမိပြန်လဲစဉ်းစားသုံးသပ်ဖို့လိုပါတယ်။မိမိကဒီချက်ခုနှစ်ချက်ထဲမှာပါဘလို့အချက်မျိုးတွေနဲ့ကိုက်ညီပြီးတော့ဘလို့အချက်မျိုးတွေကိုပြုချက်နေမိတယ်လေ။ဒီလိုမျိုးသတိထားလိုက်မိတာနဲ့တပြိုင်တည်းပြင်ဆင်လိုက်မယ်ဆိုရင်တော့မိတ်ဆွေရဲ့လုပ်ငန်းဝင် ဒါအပြင်မိဆွေရဲ့ဝန်ထမ်းတွေဟာလည်းပျော်ရွှင်ပြီးတော့မိဆွေရဲ့လက်အောက်မှာပျော်ပျော်ရွှင်ရွှင်နဲ့တာဝန်တွေကိုပြပောင်းမြောင်အောင်မြင်စွာနဲ့ထမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရပ်နှားလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘလို့တုတရရတာနဲ့ကျမ်းမာရေးစိတ်ခွန်အားဖြစ်ွယ်စာပေမျိုးမျိုးကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်စာပေတုတလူတိုင်းရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်။ကျမတို့ရေနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်။